မြမစာပေပရိသတ်များမင်္ဂလာပါဒီကနေ့တင်ဆက်ပေးမယ့်ခေါင်းစဉ်လေးကတော့တော်ရင်းနဲ့ကဆက်ရုပ်လေး The Wild Robot တွေကသင်ခန်းစာယူစရာများဤပညာတွေခင်မိထွန်းကားလာတဲ့ခင်မှာပုံတိုင်းတစ်ခုရဲ့ပြင်းထန်စွာတိုက်ခတ်မှုကြောင့်လူသားတွေအတွက်အကူအညီပေးဖို့ program ကြီးဆွဲထားတဲ့ဆက်ရုပ်တရုပ်လေးဟာလူသူမနေတဲ့ကျွန်းတွန်းပေါ်မတော်တဆရောက်ရှိသွားခဲ့ပါတော့တယ်။သူမနာမည်ကတော့ Ross လို့ခေါ်ပါတယ်။ ရော့စ်ကိုလူသားတွေကူညီပေးဖို့အတွက်တိစောက်ထားခဲ့ပေမဲ့သူမရောက်လာတဲ့ကျွန်းကတော့လူသားတယောက်မှရှိမနေခဲ့ပါဘူး။သူမရဲ့တောက်ပနေတဲ့တတုကိုနဲ့ထူးဆန်းတဲ့ဆက်ရုပ်အတန်းကျင်နာတဲ့သူမအပြုမှုကိုနားမလည်နိုင်တဲ့တော်ရင်တိရစ္ဆာန်တွေသာအဲ့ဒီကျွန်းပေါ်မှာရှိနေခဲ့ကြပါတယ်။တော်တော်လုံးကတိရစ္ဆာန်တွေဟာအချင်းချင်းတေးကြတိုင်းမင်ထားကြသလားမှတ်ရအောင်သူမကိုမကြိုးစိုးပဲ ကြောက်ရွံ့ပြီးတော့သူမရဲ့အပြုအမူတွေကိုလှောင်ပြောင်တယောနေကြပါတယ်။အစာပိုင်းမှာတော့ရော့စာသူမကိုသူမလုံးဝဒီတော့နဲ့မကန့်ညီတယ်လို့ခံစားခဲ့ရပါတယ်။သူမကို လူသားတွေပရိုဂရမ်ရေးဆွဲတာကတစ်ဖက်သူပေါ်အဆင်ပြေအောင်ကူညီပေးဖို့ပါ။ဒါကြောင့်တွေးသမျှတရိတ်ဆန်တိုင်းကိုကျင်းနာစွာကူညီဖို့ကြိုးစားခဲ့ပေမဲ့သူတို့ကဒေါသကြီးစွာရင်းပယ်ကြပါတယ်။သူတို့ပြောတဲ့စကားကို အစပိုင်းမှာတော့နားမလည်ခဲ့ပါဘူး။ဘာကြောင့်လဲဆိုတော့ Ross ကိုလူသားတွေကဖန်တီးပေးခဲ့ပြီးတော့လူသားတွေအသုံးပြုတဲ့ဘာသာစကားမျိုးစုံကိုသာထည့်သွင်းပေးထားလို့ပါပဲ။သူမကတင်ယူရာမြန်ဆန်နဲ့ဆက်ရုပ်တရုပ်ဆိုပေမဲ့ကလိဆန်တွေနဲ့ဘလို့စကားပြောရမလဲ။ဒီလောက်ရိုင်းဆိုင်နဲ့တော်ရင်းကဘာမှာသူမဘလို့ရှင်းတမ်းမလဲဆိုတာမသိခဲ့ပါဘူး။သူမကသူမရဲ့မူလနေရာကိုသာပြန်လည်တွားရောက်နိုင်ဖို့ တွေးတောနေခဲ့ပါတယ်။ဒီလိုနဲ့ပဲတောနယ်ကြီးထဲမှာစ조사ရုံးကန်နေရင်လည်းတနေ့မှာတော့ Ross ဟာမထင်မှတ်ထားပဲငန်းဆိုင်ကိုဖျက်ဆီးမိလိုက်တယ်လို့ဖြစ်ပြီးတော့ငန်းမိသားစုတစုလုံးသိစေခဲ့ပါတယ်။ဒါပေမဲ့သူတို့မိသားစုမှာဘာမှမဖြစ်သေးတဲ့ငန်းဦးတီတီလေးတလုံးကိုတွေ့လိုက်ရပါတော့တယ်။ထူးခြားတာက"သူမဟာ စာကိတ်တွေနဲ့ဖွဲ့စည်းထားတဲ့စက်ရုပ်တရုပ်ဖြစ်ပြီးတော့ဒါပေမဲ့ဒီဦးလေးကိုကာကွယ်ဖို့သူမစ조사ရမယ်ဆိုပြီးတော့သူမနှလုံးသားကတောင်းဆိုလာခဲ့ပါတယ်။တချိန်မှာတော့ဥကနေငန်းပေါက်ကလေးပေါက်လာခဲ့တဲ့အတွက်အဲ့ဒီငန်းပေါက်လေးကနေမေမေလို့ Ross ကိုခေါ်ခဲ့ပါတယ်။မိဘဖြစ်တယ်ဆိုတာဘာမှမသိတဲ့ Ross ဟာအဲ့ဒီငန်းငယ်လေးကိုစောင့်ရှောက်ဖို့ဆုံးဖြတ်လိုက်ပြီးတော့သူမနာမည်ကို bright bill ဆိုပြီးပေးခဲ့ပါတယ်။ဆေယိုလီရော့စ်ဟာအစပိုင်းမှာသူ့နေရာသူ ပြန်သွားဖို့သာလိုလားခဲ့ပြီးတော့ bright bill ကိုကျွေးမွေးပြုစုပြီးအမေနေရာခံယူဖို့ဆိုတာလုံးဝမတွေ့ထားခဲ့ပါဘူး။ဒါပေမဲ့ဒါဟာသူမရဲ့အစီအစဉ်ထဲမှာမပါပေမဲ့လည်းသူမဟာအခက်အခဲမျိုးစုံကြော်ဖြတ်ပြီးတော့ bright bill လေးကိုငန်းတစ်ကောင်လိုလမ်းလျှောက်တတ်အောင် အစာရှာတတ်အောင် ပြန်တန်းနည်းတွေကိုတတ်အောင်လေ့လာပြီးတော့တင် जा ပေးခဲ့ပါတယ်။ အဲ့ဒီမှာ Ross ကိုကူညီပေးတဲ့ Fink ဆိုတဲ့မြေခွေးတစ်ကောင်ရှိပါတယ်။ Fink ဟာအစာပိုင်းမှာတော့ငန်းငယ်လေးကိုစားတောက်ဖို့သာ တာဆူနေခဲ့ပြီးတော့ Ross ကိုအမှန်တကယ်ကူညီဖို့စီစဉ်မရှိခဲ့ပါဘူး။ဒါပေမဲ့ Ross နဲ့နေတာကြာလာပြီးတော့ Bright Bee လေးကိုပါတန်ရုံးစဉ်တွေ့လာခဲ့ပါတော့တယ်။ဒေါရင်ကလိပ်စံတွေကအစာပိုင်းမှာတော့ Ross ကိုလှောင်ပြောင်ခဲ့ကြပြီမဲ့နောက်ပိုင်းမှာ Ross ရဲ့ဇွဲကို မြင်တက်လာကြပြီး သူမကိုကူညီလာကြပါတော့တယ်။အချိန်ကြာလာတဲ့မျှရော့စာစိန်ခေါ်မှုတွေကိုရင်ဆိုင်ခဲ့ရပါတယ်။ကျွန်းရဲ့ကြမ်းတမ်းတဲ့ဆောင်းရာတီကသူမရဲ့ခွန်အားကိုစမ်းသပ်ခဲ့တယ်လို့တချို့တလိဆန်တွေကသူမကိုဘာခံစားချက်မှမရှိတဲ့စက်ရုပ်တရုပ်ဆိုပြီးမယုံကြည်ကြပါဘူး။ဒါပေမဲ့ရော့စာဘယ်တော့မှလက်မလျှော့ခဲ့ပါဘူး။သူမဟာအားလုံးပေါ်ဂျင်နာစွာနဲ့နားထောင်နေလေလာတယ် လိုက်လျောညီတွေဖြစ်အောင်နေထိုင်ခဲ့တယ်။ဒီလိုနဲ့ပဲမတူညီ क्वे ပြမှုတွေဟာ သူတို့ကိုခွဲထုတ်မဲ့အစားအတူတူပေါင်းစည်းနိုင်တယ်ဆိုတာပြသနိုင်ခဲ့ပါတယ်။ဒူမဟာတော်ရန်ကြီးထဲမှာဖြက်လက်တဲ့ရှင်လေးတွေကနေစပြီးကြီးမားတဲ့ဝက်ဝံတွေအထိအားလုံးအတွက်တယောက်ကိုတယောက်ကူညီပြီးတော့စီလုံးညီညွတ်တဲ့အတိုင်းဝန်းတစ်ခုကိုဥဆောင်ဥရွယ်ပြုကတိစောက်ပေးနိုင်ခဲ့ပါတယ်။ Ross ဟာ Brightville ကို မြင့်မြင့်ပြန်တတ်အောင်တင် जा ပေးနိုင်ခဲ့တယ်လို့လောကအလယ်မှာကျင်နာစွာနဲ့တတ္တိရှိရှိနေထိုင်တတ်အောင်တကယ့်အမိတယောက်လိုကြီးမားတဲ့အကျင့်တော်ကိုအခြေခံပြီးတော့တင် जा ပေးနိုင်ခဲ့ပါတယ်။ private လေးကြီးပြင်းလာပြီးအခြားငန်းတွေနဲ့တူရွှေ့ပြောင်းသွားဖို့အတွက်အစဉ်သေးဖြစ်လာတဲ့အခါမှာလဲ Ross ဟာသူမတီဆောက်ခဲ့တဲ့မိသားစုရှိတဲ့ကျွန်းမှာပဲဆက်နေခဲ့ဖို့ရွေးချယ်ခဲ့ပြီးတော့ private နဲ့အတူတူနေဖို့စောင့်နေခဲ့ပါတယ်။ အခုမြန်မာစာပေကခန်းစားနားဆင်နေတဲ့ပြိတ္တတို့အတွက်လဲကျင်နာခြင်းဟာစိတ်ခန်းစားချက်မရှိတဲ့ဆက်ရုပ်ကိုတော့တန်ရောစင် တွေနဲ့တွေ့ကြီးစီတဲ့ခန်းစားချက်တွေဖြစ်ပေါ်စေခဲ့တယ်လို့မတူညီ क्वे ပြားခြားနားမှုဟာလဲလက်သိမခံနိုင်စရာလောင်ပြောင်စရာတခုမဟုတ်ဘူးဆိုတာပြောပြခြင်းပါတယ်တကယ်လို့တင်ဟာ မတူညီ क्वे ပြားတဲ့သူတွေနဲ့နေထိုင်ရတယ်ဆိုရင်တော့စစ်မှန်တဲ့မြစ်တာဟာအိမ်ဖြစ်စေနိုင်ပါတယ်ဒါကြောင့် လူသားတွေဖြစ်တဲ့ကျွန်တော်တို့အနေနဲ့လဲစင်နာချင်းတရားတွေကိုလူတိုင်းအပေါ်ဖြန့်ကျက်မျှဝေပြီးမတူညီ क्वे ပြားမှုတွေကိုမဝေဖန်ဘဲနဲ့လက်ခံလိုက်ကြရအောင်ပါ။ဘာကြောင့်လဲဆိုတော့စင်နာချင်းဆိုတာနာမကြားသူတွေသာကြားနိုင်တဲ့မျက်စိမမြင်နိုင်သူတွေလည်းမြင်ရတဲ့ဘာသာစကားတခုဖြစ်နေလို့ပါပဲ။အခုလိုဘဝအတွက်အကျိုးရှိမဲ့အကြောင်းအရာလေးတွေကိုနားဆင်ခံစားကြည့်ရင်လည်းဆိုရင်တော့ကျွန်တော်တို့မြန်မာစာပေ YouTube channel နဲ့ Facebook page တို့ကို like subscribe and follow လုပ်ထားကြပြီးတော့ notification bell လေးတွေကို on ထားကြဖို့မေတ္တာရက်ခံလိုပါတယ်ခင်ဗျာ။